ရှမတခရုံချန်ခန်းငါစပိုင်59နဲ့16ကိုဖတ်ပါမယ်စီမီထွန်း၍တောင်စလာအောင်၌ဖုံးထားလိမရှိ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကိုရစေခြင်းကစီမီခုံပေါ်မှာ တင်ထားလိရှိထွန်းတူသူတပားတို့သည်တင်တို့ကောင်းသောအကျင့်တို့ကိုမြင်၍ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အပိုက်ကုံတော်ကိုချီးမွမ်းစေခြင်းကား သူတစ်ပါးရှိ၌တေနို့အလင်းကိုလင်းစေကြလောလို့ပြောတာတွေ့ရတယ်။ဒါကတော့ယေရှုခရစ်တော်ကစားနဲ့အလင်းအကြောင်းသင်ပေးတာဖြစ်တယ်။မင်းတို့ကဒီလောကရဲ့စားဖြစ်တယ်အပေါ်ပိုင်းမှာနော်။ပြင်ဒီလောကရဲ့အလင်းဖြစ်တယ်သူတို့ပြောတာတွေ့တယ်။ဆိုတော့အဲ့တော့ခြေခံကတော့သူကဒီလောကရဲ့စားဖြစ်ခြင်းအလင်းဖြစ်ခြင်းရဲ့အခြေခံကတော့ ။ဘာလဲလို့ပြောရင်တော့အိမ်သူအိမ်သားလို့ကျွန်တော်အနေနဲ့ပြောချင်တယ်။နော်။အိမ်သူအိမ်သားတို့ဒီအလင်းကိုရစေခြင်းကဘယ်လိုပြောပါလဲ။ဆရာကတော့ကျွန်တော်မိသားစုမှာတယောက်ချင်းစီတိုင်းဟာတယောက်ချင်းစီတိုင်းဟာမိသားစုကိုတိဆောက်တော်သူဖြစ်ဖို့ကြားတဲ့ခင်လို့ရှိတယ်။ဒါအခြေခံပဲ။ပြီးမှဒီလောကဆိုတာဖြစ်လာမှာ။နော်။စားဆိုတာကတော့ အကျိုးပြုတာပေါ့အဲ့တော့ဒီလောကရဲ့အစားလေဒီလောကအကျိုးပြုတာပေါ့အဲ့တော့မိသားစုမှာပရမဇုံမှာဖြစ်လေအကျိုးမိသားစုကိုအကျိုးပြုတော်သူဖြစ်ဖို့အာအလုံးတွေ့မရှိမဖြစ်ပေါ့စားဆိုတာနော်အဲ့တော့ဟင်းပဲချက်ချက်ဟိုအရင်တော့အနာတွေပဲစီစီဆေးပဲထက်ထက်စားကမပါမပြီးမရှိလို့မရဘူး ဟင်းမလောက်ပဲအသာဟင်းပဲစားစားမပါလို့မဖြစ်ဘူးဒါတိုင်းပဲမိတ်ဆွေတင်ဟာဖျားတကားတာသမီမှန်နေဆိုရင်တင့်မိသားစုမှာဩသူမရှိလို့မဖြစ်ဘူးဆိုပြီးတော့မှဗာလဲတင့်ကိုလိုအပ်နေဖို့ကိုရောအလိုရှိပါတယ်တင့်ကိုလိုအပ်နေဖို့ဆိုတော့ဗာဒီမိသားစုရဲ့အကျိုးကိုပြုစုတဲ့နေရာမှာတောင်းမှပဲဗာဖြစ်လဲအဓိကနေရာမှာ ရှိနေဖို့တင့်ကိုဖျားသခင်အလိုရှိတယ်လို့ ပြောချင်တာဖြစ်တယ်။ပြီးရင်ဗာလဲဆိုတော့အလင်းအလင်းကတော့ခုနဖတ်တဲ့အတိုင်းပဲဗာလဲကောင်းသောအကျင့်ပေါ့။ကောင်းသောအကျင့်ဆိုတဲ့နေရာမှာခုနကလည်းကောင်းသောအကျင့်ပဲ။သူ့အတွက်သူ့တပတ်အတွက်ဖြစ်တယ်မိသားစုအတွက်ဖြစ်ပဲ။အလင်းကြတော့သူကဗာလဲပြောရင်ဖျားသခင်အတွက်ဖြစ်တယ်။ဖျားသခင်စကားတော့နားထောင်ပြီးကောင်းသောအကျင့်ကိုကျင့်တယ်။နော် သူတပားအကျိုးတော့မတည်ဘူးသူကသူ့အတွက်နော်ဘုရားသခင်နဲ့သူနဲ့ဟောအသက်ရှင်တယ်နှုတ်အမူအရာကောင်းတယ်သာသဖြင့်ကျမ်းစာဖတ်တယ်ဆုတောင်းတယ်သူတပားကိုချစ်တယ်သူတတငြိမ်သက်ခြင်းရှိတယ်စိတ်ရှိတယ်ဘုညေအတိလူမျိုးအတိလူမျိုးနော်အဲ့ဒါလို့ဆုတောင်းတယ်ဒါရီကကိုနဲ့ဖျားနဲ့တိဆောက်နေခြင်းဖြစ်တယ်ဒါကောင်းတော့အချက် နော်မိသားစုမှာခွန်လွတ်တယ်ဟောနော်ဆက်ရှိပေးတယ်သာသဖြင့်ဖះချောင်းတော်ဖို့ဥဆောင်တယ်မိသားစုဝတ်ပြုကိုးကွယ်ဖို့ဥဆောင်တယ်ဟဲ့အဲ့ဒါကောင်းတော်အချက်အေးဝန်ကလေးလုပ်တယ်ဟောမိသားစုမှာနော်အဲ့တော့အလားဆေသာတနာပိပိကနဲ့စွန့်ကျဲရသာသဖြင့်ပေါ့ဆေပေါ်ပို့ထဲတယ်အဲ့ဒါကဘာလဲဆိုတော့ကောင်းတော်အချက်အဲ့ဒါအလင်းဖြစ်ပါတယ် မိသားစုမှာနော်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့နော်အသင်းတော်လုပ်ငန်းတာဝန်လုပ်ငန်းရဲ့အခြေခံဒီမိသားစုဖြစ်ပါတယ်နော်ဒီလောကရဲ့အစားဒီလောကရဲ့အလင်းလို့ပြောရတဲ့နေရာမှာအခြေခံဒီကိုမိသားစုဖြစ်ကြောင်းမမေ့ပါနဲ့ဒါကြောင့်ဒီနေ့ဒီနေ့ကတော့ကြားတဲ့ချင်းအစားပြီးငါငါမိသားစုမှာစားဖြစ်ရမယ်ငါမိသားစုကငါအများနဲ့လိုအပ်နေရမယ်ငါအဲ့လိုတန်ဖိုးရှိရမယ် မိသားစုပါနော်မိသားစုရဲ့အကျိုးမိသားစုတိဆောက်တော်သူဖြတ်မယ်လို့ဆုံးဖြတ်ပါနော်လက်တွေ့လွတ်ဆောင်ကြည့်ပါဝိညာဉ်တော်မဆပ်ဘူးစူတောင်းပါအရန်ဖြစ်လာမယ်အဲ့တော့တယောက်ချင်းစီတိုင်းတာမိသားစုမအဲ့လိုဖြစ်တယ်ဆိုရင်အဲ့မိသားစုကဘလောက်ပျော်စရာကောင်းတဲ့မိသားစုဖြစ်မလဲတယောက်ချင်းစီတယောက်နဲ့တယောက်အများရန်လိုအပ်ပြီးတော့သူရှိရင်ပြောနေမှာအခုတော့တယောက်နဲ့မျက်နှာမကြည့်ချင်ဘူးခေးသွားလေကြိုက်လေပဲဝေးရောက်လေကြိုက်လေပဲသူတို့ဖြစ်တတ်တယ်ဒါကိုရောလွတ်ချင်တဲ့ပုံစံမဟုတ်ဘူး ထွန်းနေစွာအလင်းကောင်းတော့အချင်းအဲ့ဒါကတော့ဘာဖြစ်မလဲဘုရားဘုံထင်ရှားမယ်တရားဖြင့်တိမိသားစုမှာရှိတဲ့သူတွေကဘုရားသခင်ရဲ့ကုံတော်ကိုချီးမွမ်းမယ်ဒါလို့ပြောပါတာခုနဖတ်တဲ့ကြံထဲမှာတရားအောင်ဒီတမန်တော်ဝတ္ထုခန့်တစ္စပရှင်မှာထို့သောမရှိတော်လဲတင်းတို့အပေါ်နဲ့တန်ရှင်းသောဝိညာဉ်တော်ဆင်းသက်တော်ခါတင်းတို့တကူခံရ၍ ယေရုရှလင်မြို့မှာစတော့ယူရာပြည်ရှာမာရီပြည်မြေကြီးဆွန့်တန်အောင်ငါတက်တယ်ဖြစ်မယ်ဆိုတာအဲ့တော့ဒီယေရုရှလင်မြို့ဆိုတာကတော့ဒါကိုမိသားစုပဲနော်မိသားစုပဲအဲ့တော့ဝိညာဉ်တော်ကျွန်တော်အထက်မှာရောက်ပြီးဆိုမှတော့နော်တကိုးခါကောင်းရင်တကိုးခါရတော်သူတွေဖြစ်တယ်တကိုးခါရရုံမှန်တော့အခြေခံကကိုမိသားစုဆိုတာမမေ့ပါနဲ့နော်အဲ့တော့မိသားစုမှာအလင်းဖြစ်ဖို့အတွက် အလင်းဖြစ်ဖို့အတွက်ငါလိုအပ်တယ်ဆိုပြီးတော့မှဒါဘုရားသခင်ကအဲ့လိုအလိုရှိတယ်ဆိုပြီးတော့မှနားလည်ပြီးတော့မှဒီနေ့ဆက်ပြီးမှကိုမိသားစုမှာအချင်းချင်းနော်သူဒီလောက်အချင်းကောင်းတယ်ငါသူ့ထက်ဘုရားသခင်ပုံနာထောင်မယ်မကောင်းတဲ့ပြန်ဆိုင်မှုမဟုတ်ပဲနော်ကောင်းသောပြန်ဆိုင်မှုပေါ့နော်သူကတနိုင်ဆူတောင်းတယ်ငါနှစ်နိုင်ဆူတောင်းမယ်သူကတရက်ကိုကျန်းစာတခန်းဖတ်ငါနှစ်ခန်းဖတ်မယ် ဟုတ်နော်စသဖြင့်ဒီလိုမျိုးကောင်းတော့အချက်မှာမိသားစုမှာပျော်ချင်အဖြစ်ကိုမိသားစုကလင်းမှာဖြစ်တဲ့ကိုပေါ့မှာနော်ကိုအဖြစ်အဲ့အလင်းကတော့ဘာဖြစ်မလဲသူတို့အတွက်နော်သူတို့လည်းလမ်းမှန်မြင်သွားမယ်အလိုတော်တိပိုင်းခြားတတ်မယ်ဘုရားသခင်ကိုမြင်တွေ့လာမယ်အဲ့ဒီခါမှာဘုရားသခင်ကိုချီးမွမ်းမယ်နော်အဲ့တော့ဘာပြောလဲဆိုတော့ တင်တို့ဒီတင်တို့ကောင်းသောအချင်းသူတပားတို့တင်တို့ကောင်းသောအချင်းတို့ကိုမြည်ကောင်းကင်ဘုံနဲ့ရှိတော်မူသောတင်တို့အပိုက်ကုံတော်ကိုချင်းမစေခြင်းကသူတပားရှင်နဲ့တင်တို့အလင်းကိုလင်းစေကြလော။နော်။ကိုမီတာဇူလီမှာအလင်းဖြစ်ဖို့ကိုတော်လို့ရှိတယ်။အဲ့ဒါကျွန်တော်တို့ဘုရားသခင်ရဲ့စကားနားထောင်တော့ကောင်းသောအချင်းကိုချင်းချင်းဖြစ်တယ်။အဲ့ဒါဆိုရင်တော့ဒီနေ့ဖခင်ကအဲ့လိုဖြစ်ရင်ဇနီးတယ်ရောတာသမီးတွေရော ဖခုံကြည့်ပြီးဘုရားသခင်ကောင်းမြတ်ကြောင်းကိုကြည့်တော့ချင်းမွားမယ်မိခင်ကအဲ့လိုအလင်းနော်မိသားစုအလင်းဖြစ်တယ်ဆိုရင်မိခင်ကိုမြင်တဲ့သူခင်မွန်းတဲ့နဲ့မိသားစုကဘုရားသခင်ရဲ့ဟာလာဟိုကိုကြည့်တော့ချင်းမွားမှာပေါ့ဩတာသမီကလည်းဟာလာတရားတာသမီဖြစ်တယ်ဆိုရင်တဲ့ကိုမြင်တဲ့မိဘညီကောင်မတွေဟာဘုရားသခင်ကိုကြည့်တော့ချင်းမွားမှာဖြစ်ပါတယ်အဲ့ဒါဆိုတော့ဘလောက်ပြောစရာကောင်းနေပြီသားစုဖြစ်လိမ့်မယ် ထို့သို့ပြုတ်တက်ကြပါစေလို့ဆုတောင်းကောင်းချီးပေးနေနေကုန်ချုပ်ပါရယ်ဖျားသခင်ဒီတင်တို့အားလုံးကောင်းချီးပေးပါစေတော့အာမင်